Hello ရွှေပြပြဆရာလေးရှိပါတယ်အဘာလဲဆိုတော့ရွှေကအခုမျက်နာတက်ပြီးသွားပြီမျက်နာဘာမှမလုပ်ခင်မျက်အသားရည်လေးဒီရဲ့ပိုင်းမှာပြောင်းနေသွားတဲ့အကြောင်းအရာလေးပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ရွှေကအရင်ကဆိုတော့ skin care ကတော့ပုံမှန်နိုင်ဖြစ်တယ်ပေါ့နော် brand brand မျိုးစုံနိုင်ဖြစ်တယ် brand မျိုးစုံဆိုတော့ brand တစ်ခုကနေဘေးကောင်းလို့ဘေးကောင်းလို့အထုတ်ပြီးတော့ လင်းဖြစ်တယ်ပေါ့အခုကြတော့ယူကယူတော့ brand ကြီးရေပေါ့အခုကြတော့ budget နဲ့လည်းချုပ်ချင်တဲ့ခါကြတော့ Korea brand လေးရပြောင်းသုံးတယ်အဲ့ဒါလေးရောနောက်နေ့ကျမှ video တစ်ခုတင်နေမယ်အခုဒီ၄ရက်၅ရက်အတွင်းမှာတိတ္တာပြောင်းလဲလာတဲ့အသားရေပေါ့နော်တိတ္တာပြောင်းလဲလာတာလေးတစ်ခုလေးကိုညွှန်ပေးခြင်းတယ်အဲ့ဒါလည်းဆိုတော့အာဒေါက်တာအစ်တာထုတ်ခဲ့တာအခု Instagram တို့ပေါ်မှာအရန် trend ဖြစ်နေရဲ့အဲ collagen ပြားလေးပေါ့နော်သူကလေတော်တော်လေးတိတ္တာအတိတ်လား အော်ဒီမှာပြီးတော့လေတောက်ရရလဲလွယ်တဲရရလဲဒီမှာကျင်ပါလေဟုတ်လားဒါလေးကတပူးမှာအခု30ပါတယ်ရုံးကတော့ဒါရုံးကိုကကိုရီးယားမှာရှိရောသူ့ကိုရီးယားကို direct လမ်းမှာပြီဒီကလူုံသွားမဲ့အမနဲ့လူုံမျိုးခိုင်းလိုက်တာဆိုတော့ချက်ချင်းရတာပေါ့နော်အဲ့တော့ဟိုဒီရလေးကိုဒီရလေးကလေတော်တော်ကောင်းတယ်မှာကြည့်အခုဆိုမှာကြည့်နှစ်ဖူးတွေပါဆိုလုံးဝ ြောင်တင်းတာမျက်နှာဆိုဘာမှမမြင်ရအရင်ရက်တွေထက်ကိုဒီရက်ပိုင်းလေးကို မျက်နှာလေးကတိတိတသားလေးပျော်ပျော်တင်းတင်းလေးကို ဖြစ်နေအောင်ခံစားနေရတယ်။နောက်တစ်ခုက तू ကလေဝတ်ချံသမားရေဝတ်ချံကြောင့်ကြံရေအမာရွတ်တွေကိုလည်းတဖြည်းဖြည်းနဲ့ပြောက်သွားပြီးတော့မျက်နှာ glow look ဖြစ်တယ်ပေါ့နော်တလားပြေသွားလို့ရှင်တော့ပြောရခု၄ရက်၅ရက်မြောက်ပဲရှိပြီပေါ့နော်။စားတာဆိုတော်တော်လေးအဆင်ပြေရဲ့ရှင်။အဲ့ဒါလေးကိုပြောရအောင်လာပြီး showing လုပ်ပေးရပါ။ Esther Formula ဒေါက်တာ Esther နဲ့ထုတ်တာပေါ့နော်။အဲဒါလေးကိုဝယ်ချင်တယ်ဆိုလို့ရှင်တော့အာဒီမှာပေါ့နော်မှာချင်တယ်ဆိုလို့ရှင်တော့ Jin Rep to Page မှာမှာလို့ရတယ်။အဲဒါရင်းကတက်ညွှန်းပေးရ။အာအဲ့ဒီမှာ ာလဲယုံရင်တော့ gym ဆော့တော့ gym ပစ္စည်းတွေမှာလဲအဲ့လိုမျိုးလေးအကုန်ပေါ့နော်အခုကတို့ရှိမှတွေ့နေယုံကတို့ရှိမှဆိုနည်းနည်းကြာမှာဆိုလို့မှလူကြုံလေးရှိလို့ယုံကိုဝေးပြီးဟောနေပို့ခိုင်းလိုက်တာပေါ့နော်ဇင်းလုံးအဖြစ်ဆိုတော့တို့ရှိမှတော့နှစ်သိန်းအောက်လောက်တော့ရှိမှတပူအသိန်း၈တောင်းအသိန်း၉တောင်းအလားလားပတ်ချလဲပေါ့နော်အဲ့ဒါလည်းနေနေမှာယုံတရားမသိပေါ့နော်အော်ဒါလေးကိုသုံးကြည့်ပါလို့အရန်ကောင်းပါလေလို့တူကလေအခုကယုံမနက်ကတပြားစားပြီဆိုယုံကတော့မနက်အိပ်ရနိုးရနေစားဒီမှာတူကလေးဒီအပြားလေးကိုဒီမှာဒီလိုမျိုး ခွာလိုက်ရပါတော့ခွာပြီးရတဲ့အထဲမှာပြက်ပြားလေးအဲ့လေအာကောင်မှာကပ်လိုက်တော့ကပ်ပြန်စားချင်းပြုံးပြုံးအရန်စားလို့ပါပျော်သွားအေးပျော်သွားအဲတနည်းကိုတပြားပဲကပ်ပြီးစားရအောင်မယ်အဲ့တော့စားကြည့်ပါလို့အရန်ကောင်းလို့ပါလို့နော်ဒါလေးညွှန်ပြရနောက်တစ်ခုက ။အဲ့ခု weight ချနေရဆိုတော့အမ်ဘောနော်အစားတွေကိုလည်းဟိုလုံးဝဖြတ်တောက်လိုက်တာမဟုတ်ဘဲနဲ့ရောနေ့လယ်စာမနက်စာပုံမှန်စားတယ်။ညစာတော့ညစာကိုတော့အဓိကရောထိန်းချုပ်လိုက်တာပေါ့နော်။ညစာဒါပေမဲ့ပြောမှန်တာပြောပြောမှန်တာပြောအာညစာဆိုလို့ရှိရင်ဟိုညကြလို့ရှိရင်တိုးတိုးလေးကြွက်လို့ပဲဟိုစားခြင်းဒီစားခြင်းစားခြင်းစိတ်ဖြစ်တယ်။အဲ့တော့အဲ့ဒါတွေထိန်းချုပ်ဖို့ပြဆိုဒါလည်းအဲ့လိုပဲ Instagram မှာအရင် trend ဖြစ်နေတဲ့ဒီဒီဒီ jelly လေးဒါလည်းအဲ့လိုပဲ အမှားလိုက်တာအကိုအဲ့နှစ်ခုရှာဝင်ခိုင်းလိုက်တာတော်တော်လေးတိတာပါတယ်တိတာကဘာတိတာလဲဆိုတော့ယုံခုမနက်ဆိုမနက်စာစားရဲအဲ့လိုပြင်စာပေါ့နော်ခောက်ဆွဲတုတ်တူပါတော့တပကံစားတယ်နေ့လယ်ကိုထမင်းစားတယ်တပကံစားတယ်ဒါမဲ့ဒီဟာလေးကလေသူကအာ jelly type ရှိရဲ့ နောက်အမှုံပေါ့နော် ဖြော်တောက်လို့ရအမှုံရှိရယ်နောက်တစ်ခုကဘာလဲမသိဘူးသုံးမျိုးထွက်တယ်ရှင်ယုံကတော့ jelly type လေးကိုပဲမှားလိုက်တယ်ဘာလို့ jelly type လေးမှားလဲဆိုတော့တခါကျကိုကအပြင်သွားတော့ရှူတင်သွားတော့အမှုံဆိုဖြော်တောက်နေရအောင်မယ်ဆေးဆိုတော့တခါကျမေ့ရမယ် jelly ကကုတ်ဆန်နေတဲ့ထဲထားတဲ့ခါကျဖောက်ပြီးတော့စားလိုက်ရုံပဲဆိုတော့အရန်စင်ပြီးလို့ည jelly type လေးကိုမှားလိုက်တာပေါ့နော်သူကတနေ့တစ်ထုပ်ပဲစားသူ့ကို jelly type ကြတော့သူကနေလေစားမစားခင်စားပြီးပါဆိုသူ့ရဲ့အညွှန်းမှာပါတယ်အမှုံဆိုတော့ ညစာလားအဲ့လိုမတိုင်ခင်ပေါ့နော်သူသူ့အညွန်းနဲ့သူပေါ့နော်ညချဲတိုက်နေရတယ်နေ့လေစာမစားခင်ဒါလေးဥရင်စားပြီးရေတစ်ခွက်တောက်တယ်ပြီးနေ့လေစာစားထမင်းတစ်ပကံစားစားပြီးအရင်ဘိုက်ကဟိုလိုမျိုးအင့်ပြီးပြေးသွားတယ်လို့မဟုတ်ပုံမှန်ထမင်းစားလို့ဘိုက်ပြေးသွားသူဖြစ်သွားပြီးနောက်ကူဘာကောင်းတာခုနပြောသလိုဟိုစားခြင်းဒီစားခြင်းစိတ်ပြီးမရှိရောဘူးဘိုက်လည်းအရင်မစားတော့ဘူးပြီးတော့ညနေကျလို့ရှိရင်လည်းညချင်းနဲ့နဲ့ဆော့တယ်ပေါ့နော်အဲ့ပြီးရင်ညနေကျအများကြီးမစားမစားတော့စားခြင်းစိတ်တော့ရှိနေရဲ့အဲ့ခါကျရင်ပန်းတီးလေးစားတယ်အတီးလေးခါကျအတီးတစ်လုံးတော့မကုန်ဘူးအတီးတစ် ဘွက်နဲ့ကြောက်တလုံးနဲ့အဲ့လိုပြီးသွားတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာလေးကို၅ရက်မြောက်စားရချိန်မှာညချင်းလေးလည်းနည်းနည်းပေါ့နော်ချင်းမဆော့ရဲဆိုတာဒီလက်မောင်းလေးပါပြန်ဆော့အရန်ဟိုကာဒီယိုကြီးဆိုတာမဟုတ်ဘူးဒါမှဒီအရာလေးအကူနဲ့လေးညွန်လေးဒီ၅ရက်တုန်းမှာ၃ပေါင်ကျသွားတယ်နောက်တစ်ခုကညွန်ကဝမ်းချုပ်တက်တယ်မှာပါတယ်ဒါလေးစားရချိန်မှာဝမ်းလည်းမှန်တယ်စားလို့လည်းအရန်ကောင်းတယ်အဲ့တော့ ဒီဟာလေးနှစ်ခုကြာအောင်ခုဒါလာပြောပြတာဒီနှစ်ခုလောက်ကလေခုနပြောတဲ့ gen red to page မှာသွားပြီးမှားလို့ရတယ်ဒါယူကတသက် sharing လုပ်ပေးရနော်ယူနဲ့အဲ့ဒီမှာပစ္စည်းတွေမှားဘူးတယ်စိတ်ချရလို့ညွှန်ပေးရပါတကယ်ကိုကောင်းပါရဲ့တုံးကြည့်ပါ try ကြည့်ပါ instagram မှာလည်းအရှမ်းကိုနာမည်ကြည့်အရှမ်းကိုပေါက်တယ် trend ဖြစ်နေတဲ့နှစ်မျိုးပေါ့နော်အဲ့တော့တုံးကြည့်ပါလို့အားလေးလာပြီးတော့ညွှန်ပေးရပါရှင့်